အချိန်ကာလကြီးကရက်တန့်ထားသလိုကြံတော့ရွာကလေးအဲဒီရွာမှာရှိနေတဲ့ရွာသူရွာသားတွေဟာဘဝကိုရိုးရိုးရှိရှိနဲ့ဖြတ်သန်းနေခဲ့ကြပါရဲ့စဘာဆိုင်ပြောရေးတတိဆန်မွေးမြူရင်းနဲ့တခြားတောင်သူလေးရအလုပ်တွေကိုလောက်ကင်ကြပြီးရှေးခက်ကသူတွေရဲ့တလေအတိုင်းနေစဉ်ဘဝကိုဖြတ်သန်းလို့နေထိုင်ခဲ့ကြပါရဲ့ညနေခင်းရောက်လာလို့နေ့တနေ့ရဲ့နောက်ဆုံးအလင်းရောင်တွေမိမ့်မိန်ပြောက်ကွယ်သွားတဲ့အခါမှာတော့ရွာသားတွေဟာလုပ်ငန်းခွင်ကနေအိမ်ကိုကိုယ်စီပြန်သွားခဲ့ကြပါရဲ့ အရာအားလုံးကအေဂျင့်လွန်လာတဲ့အတွက်အဲ့ဒီအေဂျင့်မှုတော့ပုံမှန်ဟုတ်ပါရဲ့သလားလို့ထင်နေခဲ့ရတာပေါ့ညာခါမှာတိုက်ခတ်နေတဲ့လီပီလီညင်းကလေးတွေဟာအိုမင်းရင်းရုံနေပြီဖြစ်တဲ့ပတောက်ပင်ကအရွက်ကိုပုတ်တက်ကြီးစေတတ်ပါတယ်အရွက်တွေလောက်ကလုံးပြီးလင်းညင်းတိုက်ခတ်လာတယ်ဆိုပြီးအတန်ပေးပြီမယ်လို့လေလေတူးရဲ့အေးစိမ်မှုကရွာသူရွာသားတွေအတွက်တစ်ဖက်တစ်လမ်းကစိတ်ချမ်းသာမှုကိုဖြစ်စေပါဗျ။ဘလောက်ပဲတိတ်ဆိတ်ငြိမ်သက်နေပါစေရှောင်ရှားစရာကောင်းတဲ့အဖြစ်အပျက်တွေက ဒီရွာကလေးရဲ့နောက်ကွယ်မှာရှိလို့နေခဲ့ပါတယ်။တရက်တော့ဒီလိုတိတ်ဆိတ်မှုကြီးကိုဖဲထုတ်လိုက်တဲ့သူတယောက်ရွာကိုရောက်လာခဲ့ပါတယ်။အဝေးတနေရာကနေခရီးငလာခဲ့တဲ့ဖုံးတော်ကြီးတစ်ပါးဟာရွာလမ်းတိုင်းရှောက်လို့လာခဲ့တာပေါ့။သူရဲ့တင်ကန်းကအချိန်ကာလကြာမြင့်စွာအသုံးပြုထားသလိုမျိုးဟောင်းနှွမ်းလို့နေခဲ့ပါပြီ။အင်းကွမ်းမန္တန်အကွက်တွေကိုခန္ဓာကိုယ်နေရာအနှံပြားမှာထိုးလို့ထားပါသေးတယ်။ အရှုံနေရာဆိုထိုးလိုက်ပြင်လိုက်နဲ့ခန္ဓာကိုယ်ပေါ်မှာအမာရွတ်ကြီးတစ်ခုတောင်ရှိလုံနေခဲ့ပါပြီ။အဲ့ဒီအမာရွတ်တွေကလျှို့ဝှက်စမ်းကြတဲ့အတိတ်ပဲကိုပေါ်ညွှန်းနေသလိုပါပဲ။ဘုံတော်ကြီးရဲ့လက်ဘေးမှာကြီးမားလာတဲ့ပတိကုံကြီးတစ်လုံးကိုတွေ့လို့ထားခဲ့တာပေါ့။ဘယ်လောက်ထိကြီးမားသလဲဆိုရင်ပတိလုံးစိတ်တစ်လုံးကလောက်စလုံးသာလောက်ရှိပါတယ်။သူရဲ့အသားကြီးကမဲနှဲ့လုံးနေခဲ့ပြီးမျက်လုံးတွေကလည်းရှုံးလဲတောက်ပနေသူမလို့အချိန်ကာလကြာမြင့်စွာခရီးငင်လာခဲ့တဲ့သူတရားလို့ထင်ရပါတယ်။ ရွာရဲ့လမ်းမအတိုင်းရှောင်းလာခဲ့တဲ့ဖုံးတော်ကြီးကိုမြင်တော့ဗုဒ္ဓဘာသာဝင်ကြီးရဲ့ထုံနှန်းစင်လာရိအရာကြီးညိုလေးစားသွားခဲ့ပြီးစွန်းလောင်းလူကိုခနာရက်တော်မူပါအောင်လို့ရွာသားတို့ကပြောခဲ့လိုက်ပါတယ်။အဲ့ဒီဖုံးတော်ကြီးလည်းရွာသားရှိရာကိုသွားပြီးမတ်တက်ရက်ခဲ့လိုက်တာပေါ့။ဒါပေမဲ့ရွာသားကဘာမှမပြောခင်မှာပဲသူကစတင်ပြောဆိုခဲ့ပါတယ်။တကားကိုတော်ကတောင်တန်းဒီသားကနေကြွာလာခဲ့တာပါ။ဒီရွာမှာခနာတာတဲပြီးတရားအားထုတ်ဖို့ရည်ရွယ်ထားပါတယ်။ တခြားဘုံကြီးတွေနဲ့အတူတူတည်င်းမတုံးကျင်ပါဘူးနော်။တပါးရေပဲတည်င်းတုံးကျင်တာပါ။အဲဒီလိုတီးတန့်နေရာလေးများရှိရင်လမ်းညွန်ပေးနိုင်မလားကွ။ညအပြင်ဒီရွာလေးကိုလည်းကောင်းကြီးမင်္ဂလာတွေဖြန့်ဝေပေးပြီးအေးချမ်းသာရအောင်လုပ်ပေးချင်ပါတယ်။ဘုံတော်ကြီးကရွာသားကိုအဲဒီလိုမိန်ခဲ့လိုက်ပါတယ်။နောက်ရွာသားလည်းဆရာတော်ကိုပြန်ပြောခဲ့လိုက်တာပေါ့။ဒီရွာရဲ့နောက်ဘက်မှာစွန့်ပစ်ထားတဲ့ဘုံကြီးကျောင်းတစ်ကျောင်းရှိပါတယ်ဗျာ တပားတဲ့တည်င်းသုံးမယ်ဆိုရင်တော့အဲ့ဒီမှာတရားအထုတ်လို့ရမယ်ထင်ပါတယ်။အေးစစ်စစ်တည်င်းသုံးလို့ရရင်တော့အဆင်ပြေပါရဲ့ကွယ်။ကိုတော့ကဒီမှာတခဏပဲနေပြီးမြောင်အရက်ကို ခရီးဆက်ဖို့အတွက်စီစဉ်ထားပါရဲ့။ဘုံတော်ကြီးရဲ့အတန်းကတင်းငိမ်အေးချမ်းနေပြီမယ်။သူနဲ့မျက်လုံးချင်းစုံမိတဲ့ရွာသားရဲ့နှလုံးသားထဲမှာ အေးဆက်ဆက်ခံစားမှုတကူဝင်ရောက်လိုလာခဲ့ပါတယ်။ဇရာတော်ထွက်ခွာသွားတာကိုကြီးရင်ရွာသားရဲ့စိတ်ထဲအတွေးအဆုံတရားပေါ်လိုလာခဲ့တာပေါ့။ဒါကြောင့်မသိဒီကိုရောက်လာတဲ့ဘုံတော်ကြီးထံပါမှာမမြင်နိုင်တဲ့အရေးမဲ့တကူကကပ်ပါနေတယ်လို့စိတ်ကနေခံစားလိုက်ရပါတယ်။အဲ့ဒီဘုံတော်ကြီးရွာကိုရောက်လို့တုံးရမြောက်တဲ့နေမှာတော့ပြောင်းလဲမှုတွေကစတင်လိုလာခဲ့ပါတယ်။ညနေလာတဲ့အခါအေးစိတ်လုံးနဲ့လေးပြေလေးညင်းတွေကရွာထဲမှာရှိတဲ့အိမ်တွေကိုဖျက်ဆန်းတိုက်ခတ်လိုလာပါတယ်။ပတောက်ပင်တွေရဲ့အကိုင်းအကတ်တွေကိုခက်ပြင်းပြင်းရိုက်ခတ် မိတဲ့အတွက်တစ်တိုင်းအချင်းချင်းပုတ်တိုက်တံတွေကအထင်းသားကို ပေါ်ထွက်လို့နေကြတာပေါ့အဲ့ဒီအတန်းတွေဟာတစုံတရာကိုတီတိုပြောဆိုနေတယ်လို့ထင်ရပေမဲ့လည်းဘယ်သူမှနားမလည်ခဲ့ကြပါဘူး အမောင်တူကြီးတဲမှာရုတ်တရက်ထွက်ပေါ်နေတဲ့အတန်တွေကတော့ကျွေးအော်တန်၊နောအော်တန်တွေပဲဖြစ်ပါတယ်။အဲဒီအတန်တွေကကြောင်ရွံ့မှုနဲ့နာကျင်မှုတွေရောထွေလို့နေခဲ့တာပေါ့။တချို့ကျွေးနာတွေကအလွန်အမင်းရုန်းကန်လှုပ်ရှားနေပြီးတချို့ကလည်းခေါင်းကိုပြင်းပြင်းထန်ထန်ခါရမ်းနေကြပါတယ်။ကျွေးတွေဆိုရင်ခြိထားတဲ့ကြိုးတွေပြတ်ထွက်သွားပြီးမြေမြေမော်ကိုဘုံကနေလဲကြကုန်တာပေါ့။ပြီးတော့မတေခင်အသက်ငင်တယ်လို့မျိုးသူတို့ရဲ့ခန္ဓာကိုယ်ကတဆက်ဆက်တုန်ခါလို့နေပါတယ်။ ိမ်မွေးတိရစ္ဆာန်တွေကမမြင်ရတဲ့အရာတခုခုနဲ့တိုက်ခတ်ခံရရသလိုပုံစံမျိုးပဲပေါ့ အင်ရှင်တွေကအဲ့ဒီတန်တွေကိုကြားပေးမယ်လို့အပြင်ထွက်ကြည့်ဖို့အတွက်တတိမရှိခဲ့ကြပါဘူးမတော်စားတော်တွေကကြားတကောင်လာတောင်းကျမ်းနေတယ်ဆိုရင်လည်းဒီတိုင်းလွတ်ထားကြမယ်ရွာသားတွေပါပဲအချိန်ကာလကြာလာတာနဲ့အမျှကျွဲနေနွားအော်တန်တွေဟာတိတ်ဆိတ်လို့သွားခဲ့တာပေါ့နောက်ဆုံးမှာတော့ညအချိန်ရဲ့ပြရုံအတိုင်းပဲတိတ်ဆိတ်အေးချမ်းမှုကိုပြန်လဲဆောင်ကျင်းလို့သွားခဲ့ပါတယ်အဲ့ဒီတိတ်ဆိတ်မှုရဲ့နောက်ကွယ်မှာမမြင်နိုင်တဲ့အကြောက်တရားတွေကရှိလို့နေပြီးရွာကလေးအတွက်ကတော့ရှောက်ချားစရာကောင်းလို့လာခဲ့ပါတော့တယ် ဒီဖုန်ကြီးရောက်လာပြီးကမှဘာတွေဖြစ်ကုန်တာလဲ။သူနဲ့အတူဘာတွေကပါလာခဲ့တာလဲ။ဒီညရဲ့ဒူးစတဲ့နဲ့ဖြစ်ရက်တွေကတရွာလုံးကိုဒုက္ခရောက်စေမယ့်အစလား။ဒီလိုနဲ့ပဲနနကင်းအရှိန်ကားကိုရောက်ကြည့်လို့လာခဲ့ပါရယ်။ရွေးရှင်၊နွားရှင်တွေမှာပြည့်ပြည့်ခဲ့တဲ့အရာအလုံးကရှင်းရှင်းလင်းလင်းပေါ်လို့လာခဲ့တာပေါ့။ယုတ်တရဒေါ်ပန်းညိုရဲ့အော်တန်ကြီးကစူးစူးဝါးဝါထွက်ပေါ်လာတဲ့အတွက်အဲဒီအတန်ကြောင့်ရွာသားတွေအားလုံးဒေါ်ပန်းညိုစီကိုပြေးလို့လာခဲ့ကြပါဗျာ။ တော့ပန်းညိုစီကိုရရောက်ချင်းမပဲသူတို့အားလုံးမြင်လိုက်ရတဲ့မြင်ကွင်းဟာတကူလုံးမှရှိနေတဲ့အမွေးမြင်တွေကိုထောင်ထသွားစီခဲ့တာပေါ့ကျွေးနွားရီရဲ့အလောင်းတွေကမြေပြင်ထဲမှာပြန်ကျဲလို့နေပြီးခန္ဓာကိုယ်ကထွက်နေတဲ့တွေးတွေကလည်းရှန်နေအင်ကြီးတစ်ခုလိုရှိလို့နေခဲ့ပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာအပေါဟောင်းလောင်းကြီးလိုဗလာကြီးဖြစ်နေပြီးပုံမှန်မဟုတ်တဲ့ပုံစံနဲ့တိတ်ဆုံးနေခဲ့ကြတာပါ။အရေကုန်တွေကလည်းတင်းမာလို့နေပါတယ်။အယိုးတွေကလည်းရိုက်ရိုးခံထားရတယ်လို့ပေါ့။အတွင်းကလေးစားတွေအကောင်လုံးကတော့ပျောက်ဆုံးလို့နေပါတယ်။ မြေပြင်ထက်မှာတွေးရအလုံးပြောင်းကျင်းနေတာကြောင့်တည်ဆုံးနေတဲ့နွားရီကျွဲရီရဲ့ခန္ဓာကိုယ်မှာတော့တွေးတစ်ဆက်မှတော့ရှိလို့မနေတော့ပါဘူး။ဝမ်ပိုက်ထဲမှာရှိတဲ့ကလီစာတွေကိုစားသွားပြီးတွေးပါအဆုတ်ခံလိုက်ရတဲ့ပုံစံမျိုးဖြစ်လို့နေခဲ့တာပါ။မြေပေါ်မှာတွေးရရှိနေတဲ့ဆိုပေမဲ့လို့လည်းတည်ဆုံးကုန်ကြတဲ့ကျွဲအီရဲ့တွဲနေဆိုရင်မပြောပါလောက်ပါဘူး။ဒါဆိုကျန်တဲ့တွေးတွေကဘယ်ကိုရောက်ကုန်တာလဲ။ဒီလိုအကြောင်းအရာတွေဟာတစ်ခါမှမဖြစ်ခဲ့ဘူးတဲ့အတွက်ရွာသားတွေဟာထိတ်လန့်ကုန်ကြတာပေါ့။ ဒါဒါတိရစ္ဆာန်ကောင်ရဲ့လက်ရှက်ပဲဖြစ်ရမယ်။ဒါဒါမှမဟုတ်ကြားဖြစ်နိုင်လား။ဦးပြောင်ကြီးဆိုတဲ့ရွာသားကအတန်တုံတုံကြီးနဲ့អော်ပြောခင်လိုက်ပါတယ်။ကာလာသားဖြစ်တဲ့ကရုံးကလည်းဦးပြောင်ကြီးရဲ့စကားကိုခြေပါခဲ့တာပေါ့။ဒါကဘယ်လိုကြားဖြစ်နိုင်မှာလဲဦးပြောင်ကြီးရ။ဘယ်လိုကြားမျိုးကဒီလိုပုံစံမျိုးစားမှာလဲ။ကြားဆိုရင်တော့သူတို့ခန္ဓာကိုယ်ရှောက်တွေ့သွားတဲ့အထိသွေးကိုစုံမှာမဟုတ်ဘူးဗျ။အခုလိုပုံစံကအယိုးတွေကိုရိုက်ရှိုး ခန္ဓာကိုယ်လေးမှာရှိတဲ့သွေးရည်အားလုံးကိုစုပ်သွားတဲ့ပုံစံပဲဗျ။ဒါမှမဟုတ်သွေးစုပ်ဖုတ်ကောင်များဖြစ်နေမလားနော်။ဟုတ်တယ်။သွေးစုပ်ဖုတ်ကောင်ပဲဖြစ်ရမယ်။တော်ပန်းညိုစီကထွက်ပေါ်လာတဲ့စကားတန်ကြောင့်ရွာသားတွေဟာအတော်လေးကိုထိတ်လန့်သွားခဲ့ကြပါတယ်။တော်ပန်းညိုကတည်ဆုံးခုန်ကြတဲ့ကျွဲနွားတွေရဲ့ပိုင်ရှင်ပဲဖြစ်တာပေါ့။ ဒီရွာမှာသွေးဆုပ်ဖို့ကောင်အကြောင်းကိုတခါမှမကြားခဲ့ဘူးပဲအခုဖြစ်ရက်ကသွေးဆုပ်ဖို့ကောင်ရဲ့လက်ရှိဆိုတာရွာသားတွေရဲ့စိတ်အာရုံနဲ့ထင်ဟပ်လာစေခဲ့ပါတယ်။ရွာသားတွေတယောက်မျက်နှာတယောက်ကြည့်ခဲ့လိုက်ကြတာပေါ့။ဘာဆက်လို့ရမလဲဆိုတာကိုလည်းတယောက်မှမတီးခဲ့ရှာပါဘူး။ ။တချို့ကတော့ဒီလိုမျိုးနောက်တစ်ခါထပ်ပြီးမဖြစ်ပါစေနဲ့လို့စူတောင်းရင်ကြောက်စိတ်တွေကြောင့်လက်တွေတုံခါနေကြပါရယ်။တချို့ကြတော့လေကြောက်စိတ်ကြောင့်နောက်ကိုဖြည်းဖြည်းချင်းဆုံးလို့သွားပြီးရွာစုံမှာဖုံးကွယ်နေတဲ့တောအုပ်စီကိုကြောက်ရွံ့စွာနဲ့လှမ်းကြည့်လို့နေကြပါရယ်။တခုခုကအဲ့ဒီနေရာမှာပုံအောင်နေပြီးအခွင့်အရေးရတာနဲ့ဒါကောင်တွေကိုတက်ပြတ်ဖို့ထွက်လာလိမ့်မယ်လို့ရွာသူရွာသားတွေခံစားနေကြမိတာပါ။ကျုပ်သိပြီ။စုံပြကြောင်းမှာတည်င်းတုံးနေတဲ့ဖုန်ကြီးသူ့ကိုကြည့်ရတာ ရွာသားတယောက်ကအဲ့ဒီလိုစကားစားလိုက်တယ်ဆိုရင်ပဲတခြားရွာသားတွေရဲ့အတွေ့အကြုံစွန့်ပစ်ကြောင်းပါတရင်သုံးနေတဲ့ဘုံတော်ကြီးစီကိုရောက်လို့သွားခဲ့ကြပါတယ်။ဘုံတော်ကြီးရွာကိုရောက်လာတဲ့အချိန်ကြားမှာကန်ဆိုးမှုတွေစတင်ခဲ့တာလား။သူနဲ့အတူပါလာတဲ့အရေးမဲတွေကရောအမှန်တကယ်ပဲလားဆိုတာရွာသားတွေတွေးတောနေခဲ့ကြပါတယ်။ဒါပေမဲ့လို့လည်းတချို့ကြပြန်တော့အားကိုးစရာပုံကိုအဖြစ်သတ်မှတ်ခဲ့လိုက်ကြပြီးရွာမှာဖြစ်ပျက်နေတဲ့ကန်ဆိုးမှုတွေကိုကယ်တင်ပေးမယ်လို့ယုံကြည်ထားကြပါတယ်။သူ့ကိုကြည်ရတာ အာအတာထားပါအောင်အင်မန်နန်တွေအန်ဒီရမကြောက်စီတဲ့အဆောင်ပစ္စည်းတွေအဲ့ဒီဘုံကြီးစီမှာအနည်းငယ်များရှိနေမှာပဲသူ့စီကိုငါတို့တွားကြရအောင်ကွာဟုတ်တယ်အဲ့တော့အကောင်းဆုံးပဲလို့ထင်နေဗျအန်ဒီရကင်းစီမဲ့အဆောင်ပစ္စည်းတခုခုရလာရင်တော့ဒီပြဿနာဆိုကြီးကနေကင်းလွန်သွားလိမ့်မယ်လို့ထင်ပါတယ်ကွာ တရှုပ်ရွာသားတွေကဖုံးတော်ကြီးကိုယုံကြည်နေကြပြီးအားကိုးစရာပုံကိုပြတ်တက်မှတ်ထားခဲ့ကြတာကိုတရှားရွာသားတွေကလည်းကန့်ကွက်ရှင်မရှိခဲ့ကြပါဘူး။သူတို့ရဲ့ပုံစံကအားလုံးသဘောတူတယ်လို့ဖော်ပြနေခဲ့ကြပါတယ်။ညာတွင်ချင်းပဲဖုံးတော်ကြီးသတင်းသုံးရာစွန့်ပစ်ကြောင်စီကိုရွာသားတွေထွက်လို့လာခဲ့ကြတာပေါ့။စွန့်ပစ်ကြောင်ကြီးစီကိုရောက်တော့ကြောင်ခမ်းမဆောင်ကြီးကတိတ်ဆိတ်ငြိမ်သက်လို့နေပြီးပတ်ဝန်းကျင်ကလည်းရှောက်ရှားစရာကောင်းလို့နေခဲ့ပါတယ်။ဘယ်လောက်ထိတိတ်ဆိတ်နေတယ်လဲဆိုရင် ရောက်နေကြတဲ့ရွာသူရွာသားတွေဟာ သူတို့ရဲ့အသက်ရှူတမ်းတွေကိုပင် ပြန်ကြားရလောက်တဲ့အထိပါပဲ။ကမ်းမဆောင်ရဲ့တနီးယာမှာထိုင်နေတဲ့ဘုံတော်ကြီးကိုမြင်တော့တချို့ရွာသားတွေကတန်တရားမျက်လုံးတွေနဲ့လှမ်းကြည့်နေကြတာပေါ့။ တချို့ကြပြန်တော့လဲကူညီပေးပါကဲတင်ပေးပါဆိုတဲ့အကြည့်တွေနဲ့ကြီးလို့နေခဲ့လိုက်ကြပါတယ်။ရွာသားတွေရောက်နေတာတော့ဘုန်းတော်ကြီးကတော့တည်တည်ငြိမ်ငြိမ်ထိုင်နေသေးပဲပေါ့။ခနာကိုကရှေးလျားပိန်ပါပြီးတင်ငန်းအညူရင်ရောင်တစ်ထဲကိုလွှမ်းရှုံလို့ထားပါတယ်။အသားကြီးကအနေငယ်ညွန်ညင်းညက်ကလည်းဖြစ်လို့နေခဲ့တာပေါ့။ဘုံမှန်ဆိုရင်တရားဓမ္မမှာပျော်မွေ့နေတဲ့ပုံကိုယ်တွေဟာအကြည်တက်ရှိနေတတ်ပါတယ်။အခုရွာသူရွာသားတွေရှေးမှာထိုင်နေတဲ့ဘုန်းတော်ကြီးကတော့တခုခုမှားယွင်းနေတယ်လို့ထင်ရတာပေါ့။ မျက်နှာပေါ်ကအသားရေတွေဟာရှောက်တွေ့အပ်ကွဲနေပြီးခရီးဝေးတစ်ခုကိုအချိန်ကာလကြာမြင့်စွာဖျက်တမ်းလာခဲ့တဲ့လူတယောက်လိုမျိုးရှိလို့နေခဲ့ပါတယ်။ဘုံတော်ကြီးရဲ့လက်ထဲမှာတော့စိတ်ပတိကြီးတကုံးကိုကန်လို့ထားပြီးပတိလုံးတစ်လုံးချင်းစီကိုစီးချက်ညီညီဆွဲချနေခဲ့ပါတယ်။တက်တာပတိလုံးတွေအရှင်းချင်းပုတ်တိုင်ပြီးလို့ထွက်ပေါ်လာတဲ့အတန်တွေဟာအနှဲငယ်တာယာနာပြောပဲရှိတယ်ဆိုပေမဲ့လို့လည်းအရှင်းကြကြနားထောင်ပြီးလေလေထူးဆန်းတဲ့စိတ်ခံစားချက်တွေပို့ပြီးဖြစ်လေလေပါပဲ။ အချိန်ကြာလာတော့အေရီတန်ကအာယုံထဲမှာပဲ့တင်ထလာခဲ့ပြီးရွာသားတွေရဲ့နှလုံးခုန်တဲ့အတူရောထွေးလို့သွားခဲ့ပါတော့တယ်အဲ့ဒီချိန်ဥပြောင်ဆိုတဲ့ရွာသားတယောက်တော်တော်ကြီးနဲ့ရှေ့ကိုထွက်လာခဲ့တာပေါ့။ကြီးတဲ့တတိလေးကိုအားကိုးပြီးရွာမှာပြည့်ပြည့်နေတဲ့အကြောင်းအရာတွေကိုဘုန်းတော်ကြီးတယောက်ရှောက်တင်ဖို့ပဲဖြစ်ပါတယ်။အာဆရာတော်ဗျာတတပည့်တော်တို့ကိုကဲပါအောင်ရွာမှာဒုက္ခကြီးကြီးတော့ရောက်နေပြီဗျာ။ရွာသားရဲ့စကားကိုကြားတဲ့အခါမှာတော့ဘုန်းတော်ကြီးကဖြည်းဖြည်းချင်းပဲကောင်းငြိမ်ပြပါတယ်။ သူရဲ့မျက်လုံးတွေဟာတစုံတစ်ခုကို အာယုံခံစူးစိုက်ထားသလိုမျိုးလက်ရှိုင်းလွန်းလာပါတယ်။ဘုံတော်ကြီးရဲ့စိတ်အာယုံနဲ့လျှို့ဝှက်စမ်းကြတဲ့ကိစ္စတစ်ခုကိုဖုံးကွယ်ထားသလိုမျိုးပဲပေါ့။ ဒူဇန်နာကဖုန်းတော်ကြီးရဲ့မျက်လုံးထဲမှာအံ့ဩထိတ်လန့်မှုတစိုးတစီးများရှိမနေခဲ့ပါဘူး။သူကဒီလိုဖြစ်လာလိမ့်မယ်ဆိုတာကိုလည်းကြိုတင်သိပြီးသားလိုမျိုးဖြစ်နေခဲ့ပါတယ်။ရွာသားတွေကလည်းဖုန်းတော်ကြီးစီကထွက်ပေါ်လာမဲ့တစုံတရာကိုစောင့်မျှော်နေခဲ့ကြပါတယ်။အဲဒီချိန်ဖုန်းတော်ကြီးဟာသူ့ရဲ့လွယ်အတဲကတစုံတရာကိုစွဲထုတ်ခင်လိုက်တာပေါ့။အဲဒါကတော့အင်းကွက်တွေရေးထိုးထားတဲ့အနီရောင်စာရွက်လေးတွေရဲ့ပဲဖြစ်ပါတယ်။အဲဒီအင်းစာရွက်ကလေးကအရန်ကြီးလည်းမကြီးလာပါဘူး။လက်သုံးလုံးစာလောက်သာရှိတာပေါ့။ ပြီးရင်နောက်မှာတော့ဦးတန်ချောင်းလို့ခေါ်တဲ့ရွာသားတစ်ယောက်ကိုပေးခဲ့လိုက်ပါတော့တယ်။ပြီးတော့ဘုံတော်ကြီးကစကားစတင်ပြောဆိုခဲ့လိုက်တာပေါ့။ဒီအင်းခွက်ကိုဒီဒီချာချာတိန်တာလူနေမကွာစောင့်တာအဲဒီလုံးမမဟုတ်ရင်လေတကားကြီးရဲ့အိမ်မွေးတိရစ္ဆာန်ရှံအဝမှာဂျိုးလီနဲ့တွဲပြီးရှိတာ။ အဲဒီလိုပြောပြီးဖုန်းတော်ကြီးကကမ်းပေးခလိုက်ပါတယ်သူရဲ့အတန်းကတူတူကလေးဖြစ်ရုံမကအေးဒီအေးဆက်နိုင်လွန်းလာတာပေါ့ပြောလိုက်တဲ့စကားတန်တွေထဲမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုတီထားသလိုမျိုးတခုခုဖုံးကွယ်ထားတဲ့အရာတွေပါဝင်သလိုမျိုးရွာသားတွေရဲ့စိတ်ထဲခံစားလို့နေခဲ့ရပါတယ်တိတ်စိတ်လွန်းလာတဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာတူတူကလေးပြောလိုက်တဲ့ဖုန်းတော်ကြီးရဲ့အတန်းကပဲ့တင်ထက်လို့နေခဲ့တာပေါ့ ရွာသားတွေရဲ့စိတ်အာရုံမှာစိတ်လျှောက်ရှားမှုနဲ့အတူတခါမှမခံစားခဲ့ရဘူးတဲ့လွေးထွေးမှုတွေဟာရောထွေးလို့သွားခဲ့ပါတယ်။ဒီလိုနဲ့ရွာသားတွေလည်းဘာမှဆက်မပြောကြတော့ပဲကိုစီအိမ်ကိုပြန်လို့သွားခဲ့ကြတာပေါ့။ ဘုံတော်ကြီးပေးလိုက်တဲ့အဆောင်ကလေးကဖြစ်လာသည်မအန်ရဲ့အားလုံးကိုကာကွယ်ပေးနိုင်မယ်လို့ယုံကြည်သွားကြပုံပါပဲဒီလိုနဲ့နောက်တညကိုရောက်လာခဲ့ပါပြီအချိန်လေးကတော့ဘာမှတိုးတက်လို့မလာခဲ့ဘူးပေါ့တညပြီးတညရွာကလေးရဲ့တိတ်ဆိတ်အေးချမ်းမှုတွေကိုနွားအော်တန်ကျွေးအော်တန်တွေကဖျက်ဆီးပစ်လိုက်ပါတယ်တခါတလေအစာစားလို့ထအော်တာမျိုးမဟုတ်ပဲတညလုံးအော်ဟစ်နေခဲ့ကြတာပါမေသူမမမြင်ရတဲ့အရာတကူကသူတို့ကိုနှိပ်စက်နေတယ်လို့နာကျင်မှုအပေါင်းတရဖူဆောင်ပြီးငေတံပေါအော်ဟစ်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ဒီလိုနဲ့အချိန်တွေကြာလာလာနဲ့အများရွာသားတွေအိတ်လို့မပြောကြတော့ပါဘူး။တချို့ဆိုရင်ကြောက်လွန်းလို့ဖျားပါဖျားသွားကြပါသေးတယ်။ဒီလိုနဲ့ပဲရွာထဲမှာသွေးဆုပ်ဖို့ကောင်းဆိုတဲ့စကားလုံးကိုဒူဒူတိတ်တိတ်တီးတူပြောဆိုလိုလာခဲ့ကြတာပေါ့။ဘသူမှတော့အတန်ကြဲကြဲကြီးထုံပြောရဲကြပါဘူး။အဲ့ဒီနာမည်ကိုပြောလိုက်မယ်ဆိုရင်လက်ရက်ခေါ်မိတယ်လို့ဖြစ်သွားမှာကိုကြောက်ကြလိုပါပဲ။ ဒီလိုနဲ့တမနက်မှာတော့တူတူဆန်းဆန်းကိစ္စရက်ကြီးဖြစ်လို့လာခဲ့ပါတယ်။မတ်ကြီးပြားလို့ခေါ်တဲ့ရွာသူတယောက်မနက်အစောကြီးစူးစူးဝါးဝါးအော်ခဲ့လိုက်တဲ့အတန်ဟာတရွာလုံးကိုပဲ့တင်ထက်လို့သွားခဲ့ပါတယ်။ချက်ရှင်းဆိုသလိုဘေးနာပတ်ဝင်းချင်းကရွာသားတချို့ကလည်းအဲ့ဒီအော်တန်ကြောင့်မတ်ကြီးပြားရဲ့အိမ်ကိုရောက်လို့လာခဲ့ကြတာပေါ့။အိမ်ပေါ်ကိုရောက်တာနဲ့တပြိုင်တည်းရွာသားတွေမြင်လိုက်ရတဲ့မြင်ကွင်းဟာနှလုံးရက်တန့်လို့မတက်ဖြစ်သွားခဲ့ပါတော့တယ်။အိမ်အလဲမှာမကြည်ပြားကအသေးတန်ကိုကျွေးနေတာပေါ့။ ူရဲ့ရှေ့မှာတော့ဖာကင်ဖြစ်သူဟာပလန့်လန့်လဲကြတည်ဆုံးလို့နေပါတယ်။အဲဒီလူကမျက်လုံးတွေပြူးကျဲလို့နေပြီးခန္ဓာကိုယ်ကရှောက်တွေ့လို့နေခဲ့တာပေါ့။ပုံစံကြည့်ရတာကတော့သွေးရည်အားလုံးစိုးတိုးခံလိုက်ရတယ်လို့မျိုးအရေးပြားနဲ့အယိုးပဲကြံရှိခဲ့ပါတယ်။ပဇက်ကလည်းအတော်လေးကိုပြင်းနေပြီးမတိဆုံးခင်မှာအော်ဟစ်ဖို့ကြိုးစားခဲ့တဲ့ပုံစံပါ။ မျက်နှာအမူအရကတော့ကြောက်စရာကောင်းတဲ့တတ္တဝါတကူကိုမြင်လိုက်ရတဲ့အမူအရလိုဖြစ်လို့နေခဲ့တာပေါ့အဲဒီချက်ပေါ်ပြီးထူးဆန်းတာကစွန့်ပစ်ကြောင်မှသတင်းသုံးနေတဲ့ဖုံးတော်ကြီးပေးလိုက်တဲ့အဆောင်လေးကိုလက်ထဲမှာတင်းတင်းကြပ်ကြပ်စုပ်ကင်လို့ထားပါတယ်ဟာဒါပါလေဟာဒီလောက်တကူကြီးတဲ့အဆောင်တော့ဘာမှမထီရောက်ပါလားငါတို့တရွာလုံးကိုဒုက္ခပေးနေတဲ့တတ္တဝါကြီးကဒီအင်းကွက်ထက်ကိုဆွမ်းနေပါလားဟာ ။ဘဝင်းချင်းကတိုက်ခတ်လာတဲ့လေပြည်လေအီရီဟာရွာသားတွေစီကိုအကြောက်တရားတွေတည်ဆောင်လာတယ်လို့မျိုးဖြစ်နေခဲ့ပါတယ်။သူတို့အားလုံးစက်သိမ်းဝင်းချင်းတွေထားလို့သွားခဲ့ကြတာပေါ့။အဲဒီလုံနေပဲညအချိန်ကိုရောက်ချီလို့လာခဲ့ပါတော့တယ်။လာကွေညာမဟုတ်ပေမဲ့လို့ဘာအကြောင်းမှမသိကောင်းကင်ရံတစ်ခုလုံးကပိမ့်ပိတ်အောင်မဲမောင်းနေခဲ့တာပေါ့။ပုံမှန်လာကွင်ညာအချင်းဆိုတာဟာလူတယောက်ဒါမှမဟုတ်ခွေးတစ်ကောင်ဖြတ်သွားရဲဆိုရင်တော့မြင်လို့ရလောက်တဲ့အလင်းရောင်တစ်ခုရှိပါတယ်။အခုညာကတော့အမောင်တို့ကအတော်လေးကိုကြီးမားနေတဲ့အတွက်ဘာဆိုဘာမှမမြင်ရတာပါ။ အဲ့ဒီလိုနမိတ်ဟာမကောင်းတဲ့အကြောင်းအရာတွေဖြစ်လာတော့မှလားဆိုပြီးရွာသားတွေရဲ့စိတ်ထဲတွေးချင်နေခဲ့ကြပါတယ်။တိတ်ဆိတ်မှုတွေကိုပိုပြီးအသက်သွင်းနေတာကတော့ညာပရစ်တွေနဲ့အမောင်တို့ကိုမင်းမှုနေတဲ့တားကောင်တွေဟာတစက်မှမအော်တာပါပဲ။အဲ့ဒီညာကျွဲပိုင်ရှင်ဥတာခွေတရားသူ့ရဲ့ကျွဲတွေကို အစာရေထဲပြီးအေးအေးဆေးဆေးအနားယူအိတ်ဆက်နေခဲ့ပါဗါဒါကတော့သူ့ရဲ့ပုံမှန်အလုပ်လေးဖြစ်တာပေါ့ ချိန်တစ်ခုရောက်တဲ့အခါမှာတော့ကျွဲအော်တန်တွေကြောင့်ဥတာခွေးတယောက်လန်လို့လို့လာခဲ့ပါတယ်။ဘာတန်လဲဆိုတော့ကိုတိတိကျကျကြားကျင်နေတာနဲ့အောက်ကိုရှက်ရှက်မစင်းသေးပဲကတင်လေးပေါ်မှာထိုင်ရင်နားထောင်လို့နေခဲ့တာပေါ့။အဲဒီအော်တန်တွေကကျွဲအော်တန်တွေကြီးတော့မဟုတ်ရပါဘူး။ဒိုးဆန်တဲ့အတန်တမျိုးကရော့ထွေးလို့နေပါသေးတယ်။အမောင်တို့ထဲမှာတကူကူကိုကြိုက်ပဲဆွဲဖြတ်နေတဲ့အတန်မျိုးလည်းဖြစ်တာပေါ့။ ဦးသားကိုရဲ့နှလုံးခုန်တံတွေဟာတတိယလေးမီလိုလာခဲ့ပါတယ်။လက်တွေကတုံတုံရီရီဖြစ်နေပြီးကျွဲရှံတွေကိုစင်းကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်တာပေါ့။မိတုပ်ကလေးကိုမိညိပြီးတဲ့နောက်မှာတော့ရှေးကိုဖောပွားလေးနင်းပြီးကျွဲရှံရှိရာကိုဆင်းလို့လာခဲ့ပါတယ်။လက်ကတုံရီနေတဲ့အတွက်ကင်ထားတဲ့မိတုပ်ကမိရောက်ကလည်းလှုပ်ရမ်းနေခဲ့တာပေါ့။ ကျွဲရှန်တဲ့ကိုရောက်တော့အဲ့ဒီအလင်းရောင်ဟာတစုံတစ်ခုအပေါ်ကိုကြားရောက်သွားခဲ့ပါတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင်းဥတာခွေတရားအသက်ရှူဖို့ကတော့မေ့လို့သွားခဲ့တာပေါ့။သူမြင်လိုက်ရတာကမဲမဲကြီးနဲ့ရှိရှိကြီးအရေးတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီအရရဲ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်တဲ့အတိုင်းကွေးညွန့်လုံနေကြတာပေါ့ခြေတန်လက်တန်တွေကခြေလျားလွန်ပြီးဒေးသွေလာပါလေအဲ့ဒီလက်တွေနဲ့ကျွဲတကောင်ရဲ့ခန္ဓာကိုယ်ပေါ်ကိုတက်ပြီးအသားစားတွေကိုဆွဲပြေးကဥရီအသေးတွေကိုဖောက်စားနေကြတာပါအသားစားကိုဆွဲပြေးလို့ထွက်ပေါ်လာတဲ့တပြေးပြေးအတန်တွေဟာဥတာခွေနားတဲ့အခြေကြီးကြားနေကြရပါတယ်အဲ့ဒီအတန်နဲ့အတူထူးဆန်းတဲ့သွေးနဲ့တမျိုးကလေထဲမှာပြန်လွင်လို့လာကြတာပေါ့သွေးညီနန်းကအတော်လေးကိုစိုးဝါလွန်လာတဲ့အတွက်ဥတာခွေတရားပြုတ်အံမလို့တော့ဖြစ်သွားခဲ့ပါတယ် တယ်။ဟေးအဲ့ဒါဘာလို့လဲ။မင်းဘာလုပ်နေတာလဲ။ဦးသားခွေးတယောက်ဒေါသကြီးအော်လိုက်တော့အမောင်သူထဲမှာရှိတဲ့အိမ်မဲကြီးကရှက်ရှင်းလှုပ်ရှားသွားခဲ့ပါတယ်။ပြီးရင်တော့ဦးသားခွေးကိုလှည့်ကြည့်လို့လာခဲ့တာပေါ့။အဲ့ဒီအိမ်မဲကြီးရဲ့မျက်လုံးတွေကအနီရောင်ဖြစ်နေပါတယ်။ကြောက်စရာကောင်းလာတဲ့အသွင်ပြင်းနဲ့စိုက်ကြည့်နေတာမလို့ဦးသားခွေးလည်းကြောက်စိတ်တွေလွန်မိုးသွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့တောင်မရတော့ပါဘူး။တနေရာထဲမှာရက်ပြေးတတိလက်လွတ်ဖြစ်နေသလိုမျိုးရှိနေကြတာပေါ့။ ဒါပေမဲ့လို့လေအသက်ရှူဖို့အရာတကူကသူ့ကိုတွန်းအားဖြစ်စေခဲ့ပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့ခွန်အားကိုစူးစီးခဲ့လိုက်ပြီးလက်ထဲမှာကင်ထားတဲ့ဒုတ်ကိုချစ်ချစ်ပါအောင်ဆုပ်ကအဲ့ဒီအရင်မဲကြီးကိုအားကုန်လွှဲရိုက်ခဲ့လိုက်ပါတော့တယ်။ဒူဆန္ဒကမျက်စိရှိမှမြင်ရတဲ့အရင်မဲကြီးကအတော်လေးကိုကလင်မြန်လွန်းလာပါတယ်။တရှင်နောက်ကိုခုံဆုပ်ခဲ့လိုက်ပြီးအမောင်လေးကိုဝင်ရောက်ပြောက်ကွယ်လို့သွားခဲ့ပါတယ်။ဦးတာခွေးကလည်းဘေးပတ်ဝင်ခြင်းကိုကြည့်လိုက်တဲ့အခါမှာတော့တက်သားပတိလုံးကြီးတွေကြံခဲ့တယ်ဆိုတာတွေ့လိုက်ရတာပေါ့။ အဲ့ဒီဒေတာပရီလုံးကြီးတွေကအနှံ့ရောင်ဖြစ်ပြီးနှစ်ပေါင်းများစွာအသုံးပြလာခဲ့တဲ့လိုမျိုးဟောင်းတွဲနေခဲ့ပါပြီ။ဥတာခွေတရားအဲ့ဒီပဒီတွေကိုကြီးရင်မယုံနိုင်အောင်ဖြစ်လို့နေခဲ့တာပေါ့။ဘာကြောင့်မှမသိရင်းနှီးနေတယ်လို့လည်းခံစားနေရပါသေးတယ်။ဒီပဒီကြီးကဘယ်တော့မလို့ရလာတာလဲ။ရွာထဲမှာဒီလိုပဒီတုံးနေသူလည်းမရှိပါဘူး။ဟုတ်သားပဲ။ဒါဟိုဖုံးကြီးတုံးနေပဒီပဲ။ဟိုဖုံးကြီးရဲ့ပစ္စည်းပဲဟော့။ ူတာခွေးတရားမြေမြေမှာပြုံးကျနေတဲ့ပရိကုံကိုကင်ကြီးခဲ့လိုက်တဲ့အခါမှာတော့အေးစိမ့်စိမ့်ခံစားချက်တခုကလက်ရှောင်းထေးကနေတကူလုံးကိုပြန်နှံသွားခဲ့ပါတယ်။မနက်မိုးလင်းတော့အဲ့ဒီတဲ့င်းကတရွာလုံးကိုပြန်နှံလို့သွားခဲ့ပါပြီ။ဖြစ်ပျက်ခဲ့တဲ့အရာအလုံးဥတာခွေးမြင်ခဲ့တဲ့ဒူဆန်တဲ့အရင်မဲကြီးတွေနဲ့ဒါရီအလုံးကတခုနဲ့တခုအဆက်ဆက်ရှိနေပြီးအတော်လေးကိုကြောက်မက်စရာကောင်းနေမယ်လို့ရွာသားတွေတယောက်တစ်ပေါက်ပြောဆိုနေခဲ့ကြပါတယ်။ခိုးစရာတော့ကြီးရတာတမျိုးပဲ။ဒူဆန်နေရမထင်ဘူးလား။ နေ့လယ်နေခင်းဘာမှလည်းမစားဘူးညဘက်ဆိုဖုန်ကြီးကြောင်တွေကနေတက်တက်ကလေးထွက်သွားတာမြင်ဘူးတယ်တဲ့အာဒါဆိုသူကတကယ်ဖုန်ကြီးမဟုတ်ဘူးလားဒါတော့ကျုပ်တို့ရွာသားတွေလည်းမသိကြဘူးဗျာဒီညပဲအဲဒီစီရတော်စီကိုတွားကြည့်ရအောင်မျက်စိနဲ့မြင်မှပဲအသေးချာပြောလို့ရမှာဗျာသူမဟုတ်ဘူးဆိုရင်တော့ကျုပ်တို့ငရေရနေပါဦးမယ်ဗျာ ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့ရွာသားတွေစုပြီးဖုံးတော်ကြီးတည်င်း300ကျောင်းဆောင်စီကိုတွားကြည့်ခဲ့လိုက်ကြပါရယ်ရွာသားတွေလည်းအဲ့ဒီနေရာကိုရောက်တော့အညိုရောင်သင်ကန်းကိုလွှဲရှုံထားပြီးမတက်ရက်ကစောင့်နေတဲ့ဖုံးတော်ကြီးကိုသူတို့အားလုံးမြင်တွေ့ခဲ့လိုက်ရပါရယ်သူရဲ့မျက်နှာမှာတော့ထိတ်လန့်တာတွေပူဆွေးတော့ကရောက်တာမျိုးတွေအလဲမရှိလာပါဘူး ရွာသားတွေဒီကိုလာမယ်ဆိုတာကြိုပြီးတည်ထားနေတဲ့အတိုင်းပါပဲမျက်လုံးတွေကအရန်ကိုတည်ငြိမ်နေပြီးအမောင်ထဲမှာလူတိုင်းကိုစိုက်ကြည့်လို့နေကြတာပေါ့ဘုံတော်ကြီးရဲ့အကြီးရေကြောင်ရောက်နေကြတဲ့ရွာသူရွာသားတွေတောင်အသက်ရှူမှုမဝင်မြဲဖြစ်နေကြပါတယ်တချို့ကလက်တွေတောင်တုံရီလို့လာခဲ့ကြတာပေါ့တချို့ကတော့မတိမတာအနှဲငယ်နောက်ကိုစုပ်သွားခဲ့ကြပါသေးတယ်ဆရာတော်တပည့်တော်တို့ဘာလို့အဲ့လူကြီးကြည့်နေတာလဲဖေဟာရွာသားတွေကတယောက်ကတုံတုံရီနဲ့ဘုံတော်ကြီးကို မေးခဲ့လိုက်ပါတယ် မိန်ပြပြရှိတဲ့လာရောက်အနေငယ်ကဖုန်းတော်ကြီးရဲ့မျက်နှာကိုထင်ဟန်လိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့အပြုံးတစ်ခုကထွက်ပေါ်လာခဲ့တာပေါ့အဲ့ဒီအပြုံးကတာမန်လူတွေလိုမျိုးရှိမနေပဲတဘာဝမကျဖြစ်နေခဲ့ပါတယ်ပါဇက်ကြီးကလည်းအတော်လေးကိုကျေလွန်လာတာပေါ့အနေငယ်လှောက်ရှားလာပြီးရုတ်တရက်ဖုန်းတော်ကြီးရဲ့ခန္ဓာကိုယ်ကတဆက်ဆက်တုန်ခါလုံးနေပါတော့တယ်တွားကြီးကိုကျဲပြလိုက်တဲ့အခါမှာတော့အဝါရောင်တန်းနေပြီးတွားကြားရီထဲမှာလည်းအသားစားတွေကညက်လို့နေပါတော့တယ်ရှက်ရှင်းဆိုလိုပဲအနီရောင်ရှိတဲ့ရှားအခြေကြီးကိုထုတ်ခေလိုက်ပြီးသူ့ရဲ့နှကမ်းပါ မာနာကိုတရှက်ရက်ခေလိုက်ပါတော့တယ်။အဲဒီလိုကြောင်စီယာကောင်းလာတဲ့မျက်နှာအမူအရာတွေပေါ်လာတာနဲ့တပြိုင်တည်းဖုံးတော်ကြီးရဲ့ခန္ဓာကိုယ်ကကြောင်မက်ဖွယ်ရကောင်းတဲ့အနံ့ရောင်တတဝါကြီးဖြစ်ကိုစတင်ပြောင်းလဲစားပြုလာခဲ့ပါတော့တယ်။တင်ကန်းအညိုရောင်ကြီးကလေမတိုက်ပဲလွင့်ထွက်လို့သွားခဲ့တာပေါ့။အဲဒီအောက်မှာပေါ်လာတာကတော့ရှောက်တွေးတဲ့ဖုံးတော်ကြီးရဲ့ခန္ဓာကိုယ်ကြီးပါပဲ။အရေးပြားတွေကအက်ကွဲနေပြီးလက်ဆိုင်နဲ့အမာရွတ်တွေကရှိလို့နေခဲ့တာပေါ့။ အဲဒီအမာရွေကြီးပေါ်မှာခန္ဓာကိုယ်ပေါ်ကသွေးကြောမြင်တွေကအထင်းသားရှိနေခဲ့ပြီးလှုပ်လှုပ်ရွရွဖြစ်လို့နေခဲ့ပါတယ်။ခြေထဲလက်သေးကြီးတွေကခြေလျားလုံးလာပြီးတရိษံလက်သေးတွေလိုကိုင်းညွန့်လို့နေခဲ့တာပေါ့။မျက်လုံးကြီးတွေကအနီရောင်တလက်လက်တောက်ပါလို့နေပြီးရွာသားတွေကိုစိုက်ကြည့်လို့နေခဲ့ပါတယ်။ငါကဘာလဲတိလား။ငါကဘေးဆုပ်ဖုတ်ကောင်းပဲကွာ။ဟာ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  မကောင်းဆိုးအကြီးစီကအော်ဟစ်နေတဲ့ရေတံကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီးရှက်ရှင်းဆိုသလိုရွာသားတွေရှေ့ကိုခေါ်အုပ်ခဲ့ပါတော့တယ်။ရွာသားတွေလည်းကြောက်အားလန့်အားနဲ့အော်ဟစ်ကုန်ကြတာပေါ့။ဒွိစုံဖို့ကောင်းကြီးအဲ့လိုခုံစင်းလာတာနဲ့တပြိုင်တည်းရွာသားတွေလည်းလဲကျလို့သွားကုန်ပါတယ်။တချို့ဆိုလက်တွေဝေရမ်းရင်နောက်ကျောင်းပြန်လဲဖို့ကိုစူးစားခဲ့တာပေါ့။ဒါပေမဲ့ဒွိစုံဖို့ကောင်းကအရန်ကိုမြန်လွန်ပါတယ်။ဒွိညီနန်တွေတင်းလို့လာခဲ့ပြီးရွာသားတွေစီကိုတဟုံတို့ပြေးဝင်လာခဲ့တာပဲဖြစ်တာပေါ့။ရွာသားတွေကိုဒွိစုံဖို့ကောင်းကြီးကဘာအန်ဒီယဲမမပေးခဲ့ပါပဲ။အမောင် ်ထူးတနေရကဆရာတော်တစ်ပါးဟာထွက်လွတ်လာခဲ့ပါတယ်။ရွာသားတွေစီကိုရောက်လာတာနဲ့ဆရာတော်လည်းလက်အုပ်ရှိခဲ့လိုက်ပြီးတန်ပေါင်းထီကာရာတော်ကိုနားချိန်ရွတ်ဆိုခဲ့လိုက်ပါတော့တယ်။အတန်လေးကအတော်လေးကိုကြည်လင်ပြတ်သားပြီးတိတ်ဆိတ်ငြိမ်သက်လာတဲ့ပဝေးရင်တစ်ခုလုံးမှာပဲ့ကျင်ထက်လွတ်သွားခဲ့တာပေါ့။အဲဒီလိုမျိုးတန်ပေါင်းထီကာရာကိုရွတ်ဆိုနေတဲ့အချိန်ဆရာတော်ရဲ့နောက်ကျောဘက်မှာရွှေဝါးရောက်အလင်းနှန်းတွေဟာအဆက်မပြတ်နဲ့ထွက်ပေါ်နေခဲ့ပါတယ်။ဒါကတိလာသမารီပြေဆောင်သူတွေနဲ့ဇန်အဘိညာဉ်ရှိသူတွေသာရရှိရဲ့လင်းရောင်တစ်မျိုးပဲဖြစ်ပါတယ်။ ပြန်သွားပါကိုယ့်ရဲ့နေရာကို ပြန်သွားပါလူသားနဲ့အတင်ကဘလို့မှစက်စက်မှုမရှိပါဘူးဘသူကောင်မှထက်ပြီးမနှောက်ရှက်ပါနေတော့တွေးစောဖို့ကောင်းကြီးစီကနာနာချင်းချင်းအော်ဟေးညင်ညူရရဲ့အတန်တွေကထွက်ပေါ်လုံးညီခဲ့ပါတယ်အတော်လေးကိုကျေလောင်လုံးလာတာကြောင့်ဆရာတော်ရဲ့အတန်အပြီးမကောင်းဆိုးဝါးကြီးရဲ့အော်ဟေးတန်ကပတ်ဝန်းကျင်မှာပဲ့တင်ထက်လို့လာခဲ့တာပေါ့သူရဲ့ခန္ဓာကိုယ်ကြီးကတဆက်ဆက်ကိုတုံခါလုံးနေပါတယ် ရှောက်သွေးနေတဲ့အေးပြားတွေကပုံမကွဲအပ်လို့လာခဲ့ပြီးသွေးပုတ်သွေးစားတွေကလည်းအကွဲကြောင်းအရာကနေတစ်ဆင့်တဆက်ဆက်ထွက်ကြလို့နေခဲ့ပါတော့တယ်။ခန္ဓာကိုယ်ကြီးကအတော်လေးကိုတပါဝါမကြကွေးညွန့်လို့သွားခဲ့တာပေါ့။ နဂိုလေးကမှခန္ဓာကိုယ်တစ်ခုလုံးဖောယောင်နေတဲ့ပုံစံကြီးဟာအခုချိန်မှာတော့တွေးညင်တွေးပုတ်တွေနဲ့အတော်လေးကိုရုပ်ပြက်စင်ပြက်ရှိလာပါတယ်။ကြည်ရတဲ့ပုံစံကတွေးဆုပ်ဖို့ကောင်းကြီးရဲ့ခန္ဓာကိုယ်အတွင်းကနေတစ်ခုခုလှုပ်ရှားနေတယ်လို့မျိုးပါပဲ။အနီရောင်မျက်လုံးကြီးတွေပြူးကျဲလိုလာပြီးရုတ်တရက်အခိုးငွေထွက်ပေါ်လာတာနဲ့တပြိုင်တည်းခြေပြားကနေကောင်းအထိမီးဟုံးဟုံးတောက်သွားခဲ့ပါတော့တယ်။မီးကိုဘာမှထွန်းညှိထားတာတော့မဟုတ်ပါဘူး။လေတောင်မတိုက်ပဲမီးတောက်တွေကတွေးဆုပ်ဖို့ကောင်းကြီးရဲ့ခန္ဓာကိုယ်ကိုတရိပ်ရိပ်တောက်လောင်နေတာပါ။မီးတောက်မီလီယံတွေ ေကအတော်လေးကိုပြန်လည်နေပြီးတခဏလေးအတွင်းမှာပဲသွေးဆုပ်ဖုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအနှံ့ရောင်ပြာမုံလေးအဖြစ်ပြောင်းလဲသွားစေခဲ့ပါတော့တယ်။ဆရာတော်ကလည်းတပ်ပြင်းရှည်ကြီးတစ်ချက်ကိုရှာခဲ့လိုက်တာပေါ့။ပြီးတော့လက်ကိုဆက်ထုတ်ခဲ့လိုက်ပြီးမိမလောင်ပဲကြံရှိခဲ့တဲ့ပတိကုံကိုကောက်ယူခဲ့လိုက်ပါတော့တယ်။ဆရာတော်လက်ရှောင်းနဲ့ထိတွေ့လိုက်တဲ့အခါမှာတော့အဲ့ဒီပတိလုံးကပူနွေးနေတုံးပါပဲ။စရာတော့လေအားလုံးငြိမ်သက်သွားပြီမလို့ရွာသားတွေဘက်ကိုလဲပြီးဒိဆုဖိုးကောင်းကြီးအကြောင်းကိုပြောပြခဲ့လိုက်ပါတော့တယ်။ ဒီဘုန်းကြီးကဟိုးအရင်တုန်းကတရားဓမ္မတွေကိုလေးလာလိုက်စားတဲ့သူပဲဒါပေမဲ့စူဇန်ကျင်စိတ်စမ်းသက်ရှင်စိတ်တွေကဘုန်းကြီးကိုမှန်ကန်တဲ့လမ်းကြောင်းကနေသွေးဖဲသွားစေခဲ့တယ်တရားဓမ္မတွေပေရကတ်သုံးပုံတွေနဲ့သာသနာတော်ကိုအကျိုးပြုစေမယ်ဓမ္မစာပေတွေမလေးလာမလိုက်စားပဲတကောအာနာပါဝါရီရှိလာနိုင်တဲ့မန္တန်တွေအင်းအဝိဇ္ဇာတွေကိုလေးလာခဲ့တယ် အဲ့ဒီဘုံကြီးကလူသားတွေနားမလည်သင့်တဲ့အရာတွေကိုလည်းနားလည်ခြင်းခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတည်ယူခဲ့တဲ့အရာတွေကိုမထိန်းချုပ်နိုင်တော့ဘူး။ဒီတပ်ပိုးဆိုတာကဝိညာဉ်တွေကိုလည်းမွေးထားသေးတယ်။တွေးဆုပ်ဖို့ကောင်းတယ်။တရေတစီတွေကိုလည်းထိန်းချုပ်ဖို့အတွက်အဲ့ဒီဘုံကြီးစူးစမ်းခဲ့တယ်။နောက်ဆုံးမထိန်းချုပ်နိုင်တော့ပဲသူမွေးခဲ့တဲ့ တွေးဆုပ်ဖို့ကောင်းတွေကသူ့ကိုပြန်ပြီးတက်ဖြတ်ခဲ့တာပဲ။ကိုမွေးရဲ့မြောက် ကိုပြန်လျှောက်ခံရတယ်လို့မျိုးပေါ့တကားကြီးတို့ရဲ့ကိုတော့ကအဲ့ဒီသွေးဆုပ်ဖို့ကောင်ကြီးကိုနှစ်ပေါင်းများစွာလိုက်ရှာနေခဲ့တာအဲတိုက်တိုက်ဆိုင်ဆိုင်မှာပဲဒီညတော့ဒီမာရဲအဆုံးသက်သွားပြီဆရာတော်ပြောပြီးသားနဲ့တပြိုင်တည်းလက်ထဲမှာစုပ်ကင်ထားတဲ့ပြာမုံတွေကိုမြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းဖြူရှာခဲ့လိုက်ပါတယ်အရာအလုံးတိတ်ဆိတ်ငြိမ်သက်မှုကိုပြန်လည်ရောက်ရှိလို့သွားခဲ့တာပါ ရွာသားတွေလည်းစီရတော်ကိုဥခိုက်ပြီးကိုစီအိမ်ကိုပြန်သွားခဲ့ကြပါတော့တယ်။သူတို့ရဲ့စိတ်ထဲမှာတော့အကြောက်တရားတွေကကြီးစိုးလို့နေသေးပဲပေါ့။ဒါပေမဲ့ဘသူကမှဒီအဖြစ်အပျက်ကိုမေးပြလို့မရခဲ့ပါဘူး။တချိန်ကတင်ငန်းရှုံထားတဲ့မကောင်းဆိုးဝါးကြီးဟာရွာသူရွာသားတွေကိုနှောက်ယှက်ခဲ့ပါတယ်။သူတို့ရဲ့စိတ်ထဲမှာတော့အခုလိုကြားရောက်ခဲ့တဲ့အန်ဒီရီတွေကဒီနေရာမှာပဲအဆုံးသတ်သွားတာလား။နောက်ထပ်ဘာမှမဖြစ်တော့ဘူးလားဆိုတာကိုတော့ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ ဒေဂျာတာတခုကတော့ရွာသူရွာသားတွေရဲ့စိတ်ထဲမှာထိတ်လန့်မှုရောတန်တရားတွေရော ရောထွေးလို့ကြံနေခဲ့ပါတော့ရယ်ဒီကနေ့ရဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအသုံးဒီနားသင်ပေးကြရဲကျွန်တော်ရဲ့ရှင်ပရိသတ်တယောက်ရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရနော်နောက်ထပ်မှာလည်းအခုလိုတရားတစ်စီဇလန်ကောင်းတွေနဲ့တူပြန်လာခဲ့ပါမလို့ channel လေးကို like and subscribe လုပ်သွားပေးကြအောင်မမေ့ပါနဲ့နော်အားလုံးပဲတာယာပျော်ရွှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအသုံးဒီနားသင်ပေးကြရဲပရိသတ်တွေအားလုံးပဲကျေးဇူးတူတင်ရှိပါရခင်ဗျာနောက်ထပ်ဗီဒီယို 高中阅读篇，拿给王明。